ုံးမဲမင်္ဂလာပါရှင်။ဆ ्याम မစပယ်ဖြူနှုတ်ရေးသားထားတဲ့မြောက်ဖျားကအလွမ်းရာသည်ဝိထုကိုမျှဝေပြီးဆက်လက်ဖက်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ယောက်ျားကအလွမ်းရသည် အပိုင်ခွန်ဂျွန်တရ2003ခုနှစ်မမျော်လင့်ပဲတောင်ကြီးကိုရောက်လာရတယ်။ကျောင်းကဖွင့်မဲ့ရက်ကို နောက်ဆုံးလိုက်တယ်လီဒီပင်းရင်မှာအရေးခင်ဖြစ်လို့တယ်။ဒေါအောင်ဆန်းစုကြည်နယ်လေခီးကြီးမှာနှောင်ရှယ်ရင်ဖြစ်တာလို့ငါတို့ကြားရတယ်။ငါကမန္တလေးရောက်နေပြီမို့အိမ်ကစိတ်ပူတဲ့ပြန်လာမလားတဲ့။ဒါပေမဲ့မပြန်တော့ဘူးလီတပတ်နှစ်ပတ်လောက်နဲ့ငါမန္တလေးပြန်လာနေရမှာပေါ့။ဖြစ်ချင်တော့ ညမော်ကဒီနေ့အရောက်နောက်ကြတဲ့မေသွေးရဲ့ငားရဲ့ရွှေစင်ရဲ့ကတော့မန္တလေးကိုစောရောက်တဲ့နောက်ဆုံးတော့ညမော်ကခေါ်တာနဲ့သုံးယောက်သားတောင်ကြီးကိုရောက်ရတော့တာပဲကချင်ပြည်နယ်ရဲ့မန္တလေးရဲ့ကားလွှဲရင်ဘယ်မှမရောက်ဘူးတော့တောင်ကြီးမြို့ဟာငါအတွက်ပျော်စရာတွေကြီးပဲစားစရာတွေကိုငါတော်တော်ကြိုက်တာငါတို့တွေညမော်အိမ်မှာတဲရတယ်သူ့မိချက်ကျွေးတဲ့ဟင်းတွေမယူနိုင်အောင်စားရတယ်သူ့အခန်းကကျဲတော့၄ယောက်ပုကအိတ်ကြတယ် စကားတူထိုးကြတဲ့နောက်ဆုံးနှစ်ကနောက်6လလောက်နေရောက်တော့မှဆိုတော့ရှည်ရည်တွေတိုင်ပင်ကြတယ်ပြောတာပြောရတဲ့ကြောင်းသားစိတ်နဲ့ပဲတွေ့တော့ဘဝမှာဘာမှတောင်ပူစရာမရှိတော့ဘူးလို့ပဲဘလို့ပဲအတီပေါက်ပဲပြောပြောဘေးလူတွေက နောက်တာနဲ့ဘာမှ ပြောလို့မရဘူးမှန်ငါတို့တဲကတယောက်ပြောရင်ကျန်တဲ့၃ယောက်ကရဲတာပဲဘာပဲပြောပြောရဲနေကြတာပဲဒီချိန်လေးပဲဝအောင်ပြောထားလို့မမကတော့ပြောတာပဲကျောင်းသားဘဝဟာ ဘဝရဲ့ပျော်စရာအကောင်းဆုံးအချိန်ကို ပထမဆုံးနဲ့နောက်ဆုံးတွေ့ရတာပဲတဲ့အချိန်များသည်ကျမတို့စီမျောစင်မှာပင်တင်ရွေရွေကုံလွန်လေးရှိရ၌ပျော်ရွှင်ပွဲအချိန်များကပို၍ပင်အကုန်မြန်လေသလားမသိမနေ့တနေ့ကမှပင်တက္ကသိုလ်စတဲ့ရသည်ထင်သည်ဤဟော အခုတော့နောက်ဆုံးနှစ်ဤပထမနှစ်ဝက်ကိုပင်ရောက်လာခဲ့ပြီ။ ပြီးခဲ့သည့်ဒုတိယနှစ်ဒုတိယနှစ်ဝက်စာမေးပွဲပြေပြီးချိန်ကတော့ကျမအိမ်မပြန်ဖြစ်မမတို့အိမ်တွင်သာထုံစံအတိုင်းပြောင်းဝင်နေသည် အဖေကိုလည်းနောက်ဆုံးနှစ်ပထမနှစ်ဝက်စာမေးပွဲပြီးမှပင်ပြန်လာမည်ဟုအသိပေးရသည်အဖေအတွက်တော့ကျမအိမ်ကိုမခင်တွေ့ခြင်းမှာအဆမ်းမဟုတ်တော့ပြီထင်ပါသည်ကျမသည်ကျောင်းဖွင့်တော်လေအဆောင်သို့ ပြန်ရောက်လာသည်ပြောရရင်တော့ပထမနှစ်ကလေးကလက်တွဲလာရသောတငယ်ချင်းများနှင့်နေရသည့်အဆောင်ကံကျင်းချင်းကျက်ကျက်လေးကိုပင် မအိမ်ထက်ပို့၍နေပြောနှစ်လို့ရပြန်သည်ဒီတနှစ်တော့မေသွဲတွင် ပြောစရာပိုလာသည်မှာအိမ်ကအကြောင်းမိသည်နှင့်အိမ်တော်ချပင်းရန်ကြံစည်ခြင်းပင် သူမျက်နာမှာငုံမဲ့မဲ့ရောက်စားကလေးကမှိုင်းနေရသည်ချစ်သူရှိ၍လည်းမဟုတ်ပျော်ရတာမဝသေးဘူးဆိုပါလားကျမတို့မှသူ့ကိုဘလို့နှစ်သိမ်းရမည်မသိအိမ်ကစီစဉ်ပေးတတ်သည်ဆိုတော့ဒီလိုကိစ္စမျိုးဘယ်သူမှကြုံဘူးကြသည်မဟုတ် အိမ်နှင်းသည့်အတွက်ပတ်သက်ရန်ဝေးစွာချစ်သူရှိသောမြောင်မူကအိမ်ကိုပင်အတိမပေးရသူကျမကတော့ချစ်သူမရှိသေး။ထို့ပေမဲ့အပြန်အလှန်စိတ်ဝင်စားရကဒီစာမေးပွဲပြည်လင်းအပြေးပေးပါမည်ဟုဂရီဆိုထားရသူတော်ရှိနေပြီ။ရွှေစင်ကမူသူ့ပေါ်ချမြန်တို့သော အတန်းပေါ်တငယ်ချင်းကြောစွာကိုခင်မင်းရင်းနှီးရုံအစင်းထဲမပိုးသေးသူကြောစွာသည့်အဆောင်လာလေလေမင်းတယောက်ထဲပင်မလာရဲ့ ရွှေစင်းအစိုးအတိုင်းအ ਨੇ ဆုံးပေးမှတငယ်ချင်းတယောက်နှစ်ယောက်တော့ပါမအလေလာနိုင်သည် ကျမသည်ပြင်ပမှအဆောင်ပြန်ရောက်သည့်ညနေခင်းများ၌အဆောင်ဝင်းဝအုပ်ခုံတွင်ရွှေစင်းတန်အလေလာသောကြော်စွာနှင့်သူအပေါင်းအသင်းတို့ကိုတွေ့ရတတ်သည်များသောအားဖြင့်ရွှေစင်းထွက်မလာသည့်ချိန်စောင့်ဆိုင်နေရခြင်းတွေပါပဲသူကိုစပိန်မော်ကစင်ကနှုတ်ဆက်ရတတ်ပါသည်ယထားဆိုင်နေပြီပေါ့အေးဗျာကြော်စွာကရေမောနေပါသည် သူနှင့်အတူပါလာတဲ့သောတငယ်ချင်းတို့နှင့်မိတ်ဆက်ပေးရင်ပြုံးရွှင်နှုတ်ဆက်ရသည်တငယ်ချင်းမိတ်ဆွေပေါ်များသူမှုတစ်ချိန်နှင့်တစ်ချိန်တိမတ်ရသူများလျာနာမည်များပင်ရောထွေ၍နေသည် နောက်တစ်ချိန်ဆိုရင်နာမည်အသေးအချာမမမီတော့ပြီဖြစ်၍အာနာပါနာသာ ပြုံးရပါတော့သည်တချိန်တွင်တော့ကျမတို့တငယ်ချင်းများဆုံရာ Ruby Lafay ဆိုင်တို့ပါတငယ်ချင်းတယောက်ကိုအတူခေါ်လာသေးသည်တယောက်ကတော့အဆောင်ရှိတွင်စုံဘူးရသူပဲပဲကြော်စွာနှင့် တမျိုးရဲသားဆိုလား သို့တော့နာမည်မမှတ်မိပြီးစကားတိုက်ရိုက်ပြောစရာအကြောင်းမပေါ်ပေါက်ရသာတော်ပါပေသည်။နှုတ်မဆိုနာမည်ခေါ်နိုင်မည်မဟုတ်၍ပင်အာနာစရာနာမည်မှာတော့လင်းပါသလိုပဲမရေရာနောက်ပိုင်းတော့စုံစရာအကြောင်းအရာများစွာမရှိ၍ထိုထိုသောခဏတာဆောင်ရသူတို့သည် အမှတ်တင်ညာ၌ဝေဝေဝါဝါတငယ်ချင်းနှစ်ဖွဲသည်ရုပ်ရှင်များစွာရဲကလိုတော့တွေ့တွေ့လဲမဖြစ်ပါဘီကြော်စွာတယောက်ကိုတော့ ကျမတို့တတိုင်းလုံးရင်းနှီးနှစ်လို့ခဲ့ပြီးတငယ်ချင်းများနဲ့လည်းစိတ်ချနိုင်ပြီးရွှေစင်ကားမှုအသေးမနိုင်စေသို့တော့တနေ့ခေါင်းကြီးရန်တော့စဉ်စားစားပြုနေပြီးကြော်စွားအပြုံးရိပ်သည်လည်းတနေ့တည်းတနေ့တောက်ပါလာစေပြောရရင်တော့ကျမတို့သည် တက္ကသိုလ်ကျောင်းသူဘဝ၌အချင်းနှင့်ကိုစီကုံကနေနေတော့ဆက်နွယ်နေပြီးမိသွေးတယောက်သာကင်းကင်းနေတတ်သူသူ့ကြောင့်မှသည်အဖြစ်ကြုံရတာဘယ်လိုမှတ်ချက်ချရလိမ့်မည်လဲသို့တော့ တက်သည်။မှတ်သည်။နင်တော့သူ့ကိုနှစ်သိမ့်ကြရပြန်ပါသည်။မနှစ်ဖန်ဆိုတာနောက်တနေ့ပဲတဲ့။အခုမစင်စားသေးဘူးဆိုလား။နောက်မှစင်စားမယ်ဆိုလား။လေယူးတုံတုံထဲမှာ Scarlet O'Hara ပြောတာလေ။အဲ့ဒီလိုစင်စားပေါ့။ရွှေစင်းနှစ်သိမ့်စကားကိုကြာတော့မိသွေးကရဲသည်။အေးပါဟဲ့။ငါကြိုးစားပါမယ်။ညမိုကအခန်းတောက်တွင်တွေ့၍စဉ်းစားနေရကတစ်စခန်းထပါသည်အိမ်ကပြေးစားရဲဆိုတာဝမ်းသာစရာပေါ့ဟဲ့ နှင့်ကြီးတော်ဝမ်းသာစရာလားငါမဖြစ်ဒီလောက်စိတ်ညစ်စရာကောင်းတာမချီတော့ဘူးဟဲနေမဲစစားကြည့်ဦးနင်ကမိဘပေးစားမှာမဟုတ်လားတနေ့နေ့လင်းများချင်းရန်ဖြစ်ရင်တောင်မိဘတွေကိုအမေတို့ကြောင့်အဖေတို့ကြောင့်လို့ပြောလို့ရတာပေါ့ငါဆိုကို့ဘာသာရွေးထားတာရန်ဖြစ်လို့အိမ်မောကဆင်းပြီးမိဘအိမ်ပြန်တဲ့ရင်တောင်ဖက်နောက်နဲ့အပေါက်ခံရမှာအဲ့ဒါကိုပြောတာ ရဲသည်များညံရပြန်သည်နိလေနေကင်းမှုအတန်ကိုထိန်ဖို့မလိုငယ်ရွယ်သူများပင်မှုစိတ်ညစ်စရာဆိုသည်လဲကြကြမကန်ကာယကံရှင်ကိုတိုင်းပင်နောက်ရများ၌ရေရေမောမောဖြစ်လာပြန်သည်ရွှေစစ်စကားကိုပဲအတီးယူလေသလားမြမှုဩဝါဒကိုပဲနာခံလေသလားမသိပါဘူး နိုင်စက္ကန့်တန်ကမိနစ်ကိုကူပြောင်း၍အချိန်ချင်းလဲပတ်တော်လဲနေရမြောက်ကတည်ရွယ်ကျွေးသလိုပင်ကုံလွန်လာပြန်သည်ကြောင်းတက်ချိန်မှာတက်လိုက်ကြသည်စာလုံးလိုက်ကြသည်စာကြိုတင်ကြည့်ကြသည်လဲရှိသည်အုံနောက်စီသည်ဆိုကရုပ်ရှင်ယုံပြေးတာလဲမရှားအစာအိမ်ပြေးတာကတော့တနေ့လင်းငါချိန်မကစကားဆိုလိုက်ရေးလိုက်ကြသည်မှလဲစာကြည့်ဝိုင်းမှာပင်တော်တော်ညံဒီလိုနည်းကျမတို့စာမေးဝဲဖြစ်ရသည်အိမ်ကိုပြန်ရန်နှုတ်ဆက်ကြရသည် ရှင်ခုံမိသူကိုကောင်းကြီးခဲ့ရသည်ချစ်သူကိုဆောင်ပေးဝဲပြီးချိန်အပြည့်ပေးရသည်မို့တလက်ဆရဲပင်နှုတ်ဆက်ရသလိုသို့သောတန်ရုံစင်ကတိတ်မနွယ်သေးသည်မို့လွမ်းစရာဟုထူးထူးခြားခြားမမြင်ဒီလိုနဲ့အိမ်ပြန်ခဲ့ပါသည် နောင်သောအခါပြန်တွေ့ရသည်မှာထိုတနစ်ကြောင်းပိတ်ချင်းကျမဘာကြောင့်များအိမ်ပြန်မိပါလဲအိမ်မပြန်ပြင်းရင်ဘလောက်များကောင်းပါပါလဲ ကန်ဆိုးမောမောင်ကြသည်ဟုတင်စားနိုင်သောဖြစ်ရပ်များကြုံရမည်ဟုကြိုသိလျင်ကျမအိမ်ပြန်ခဲ့မည်မဟုတ်ပါထိုနှစ်ကအိမ်ပြန်လန်းသည် ကျမအတွက်တော့မိသားစုနှင့်အထူးသဖြင့်အဖေနှင့်ကြော်ခိုင်းခွာခဲ့ရသည်လမ်းလေဖြစ်ခဲ့ပါသည်အိမ်သို့ကျမပြန်ရောက်သည်မှာရက်သက်တစ်ပတ်နှစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီအရာရာအရင်တိုင်းသာ အပြောင်းလဲမရှိအပြောင်းလဲမရှိဟုထင်သည်ကံကျမကို ကျမအကျိုးမမြင်နိုင်သည် ထိုတနေ့ကတော့ကျမသည်အဖွားအိမ်သို့ရောက်နေခဲ့သည် အဖွားအနီတူတူကဒွန်ရင်တမိငယ်လေးနှင့်စားနောက်ကရှိနေခဲ့သည်နေခင်ပိုင်းရောက်တော့ကျမနည်းနည်းပြင်းရင်လာသည်ဘိုက်ကလည်းစားလာသလိုခါတိုင်းတော့ဒွန်ရင်အိမ်ကတမင်ဟင်းကိုပင်နှိုက်စားနေကြပေမယ့်အဲ့ဒီနေကဟင်းကိုမကြိုက်မစားလို့အိမ်ပြန်မှာပါအိမ်ရောက်ချိန်တော့ဒေါ်နုနဲ့အကြီးလေးကိုအိမ်ဆိုင်ထဲတွင်တွေ့ရသည်ပြန်လာပြီဟုအတန်မပြူပြည့် သူတို့ကလည်းဇီဝဲအတော်ကြီးတယောက်နဲ့စကားပင်ရေပက်မဝင်အိမ်မော်တို့ကျမတန်တလာသည်အဖေကတော့အိမ်နောက်ဖက်တွင်ဝချမ်းပြများအချောတက်နေသည်ကိုမြင်ရပါသည်ပထမတော့ကျမသည်အိမ်နောက်ဖက်မိဖို့ကံတို့တန်တက်မမတ်သွားရန်ပင်သို့တော့အိမ်ကန်ထဲမှ အတန်ပလန်အချို့ကြောင့်အကန်ပဲရှောင်မိသည်အဆိုင်အဆိုင်အဆိုင်သည် ကျမ၏အိမ်ရာခေါင်းရင်းတွင်ထိုင်နေသည် သူဒီအရင်ရင်ကတော့ကျမတို့အခန်းထဲသိဝင်တတ်သူမဟုတ်နောက်ပိုင်းတော့ကျမကလည်းရန်သိမရှာတတ်တော့ရာအိမ်ပြန်ရောက်သည့်အချိန်အတွင်းတကက်ကက်ဖြစ်နေပြန်ပါသည်ရှစ်တန်းချောင်းသူအပြိုပေါအရွယ်ပေမို့ကျမဝိစာများကိုသူကစိတ်ဝင်စားတတ်ပြီးအလောက်ကုံများမှအစခေါင်းစည်းချိုးအစုံသူစိတ်ဝင်တစားစူးစမ်းခြင်းသည်ကိုင်းတွယ်ကြည့်ရှုခြင်းသည် ကျမရှိချိန်များ၌အခါခါဝင်လာတတ်သည်စိတ်ကောင်းဝင်ရန်စူးစမ်းနေတတ်ပြီးမို့သူကိုယ်ပါမှအထူးတလဲမဟန်တားမီ အခုတော့ကျမကြောင့်မဲသူတစားစရဲတင်လာပုံသူ့လက်ထဲမှာဓပုံတပုံ နောက်ဆုံးနှုတ်ဆက်ရသည့်နေကမှာချစ်သူနှင်းလေးလေးခဲ့သည့်ဓပုံဒီဓပုံကို ကျမကောင်းအောင်မှထည့်ထားမိတာပါ။ဘာကြောင့်များဒီများဆက်ဆူရတာပါလဲ။ဒါဘာလို့တာလဲရင် ကျမသူ့အနီးလေးအဟုံနဲ့မြန်သောအလျင်နဲ့တူကန်လိုက်၏။သူကရေကြဲကြဲနဲ့ထားရလိုက်ပါသည်။ခေါင်းကိုအိမ်မလို့ဆွဲယူလိုက်တော့တွေ့တာ။ အဆိုင်အခုပဲပြန်ထားတော့မလို့အဲ့ဒါမမရီစားလားဟင်ဘာရီစားမှမဟုတ်ဘူးဟုတ်ပါတယ်ရီစားပါနောက်မှစာရေးထားသေးတယ်ချစ်တော်နယ်တို့တဲ့အဆိုင်သိပါတယ်အဆိုင်သည်ဓပုံကိုကင်ထားစေပြုံစားစားအမူအရာကလည်းပြောင်းမသွားတဟီးရေတံပင်ထိုးထွက်လာသည်ထိုခဏ၌ကျမစိတ်မှထူပူနေပါသည်အဆိုင်သည်နှင့်အဖေတနီနီနှင့်တီတော်မီတစ်ချိန်လုံးကလည်းသူ့အမိကပဲကျမကိုအရှက်ရစေခဲ့သည် အဖေနှင့်ကြောက်ကစားဖြစ်စေခဲ့သည် အခုလည်းသူ့သမီးကလာပြန်ကြပြီးအဖေကျမအပေါ်စိတ်ပြက်အောင်ကြံကြတော့မှာပဲကျမသည်ဒေါသအတွင်းနှင့်ပူလောင်လာပါသည်ဒေါသလွှမ်းရင်ဘာကိုမှမမြင်တတ်တော့သူမို့သူ့ကိုစူးစူးဝါးဝါးကြည်ရင်ကစိတ်ရိုင်းဝင်လာပါ၏စိတ်ရိုင်းဝင်လာသည်ဟူသားတီးလိုက်တော့သည်ထိုစိတ်ရိုင်းစိတ်မိုက်ကိုတော့မထိန်နိုင်နိုင်တတိဝင်လာတော့အချိန်တွင်တော့ကျမလက်ထဲသို့ဓာတ်ပုံပြောင်းရောင်းနေပြီးအဆိုင်သည်ကျမ်းမြေမော်ခွေခွေလေးလဲကျနေသည် သူသည်ထိတ်လန့်ကြောင်ရွံဟန်မပြေသည်မျက်ရည်တွေတွေ့တွေ့စီကြားလျက်ကျမသူကိုလက်ပြန်ရိုက်ချလိုက်တာလီကျမသည်ကိုလက်ဝါကို ရောင်ဝါဝါကြီးကဘာလို့ရမည်မသိတတ်နိုင်လွန်သွားပြီဟုသည်သည်သို့တော်နောက်ကြပြီဒီအခိုက်အိမ်မော်သူအပြေအလွာတက်လာသောခြေတံများကိုကြားရသည်ဓပုံကိုပစ္စည်းအဟောင်းများဆုထည့်ထားသည့်ပလတ်စတစ်ချင်းတွေသို့ပစ်ထည့်လိုက်ရသည်။ဘာဖြစ်တာလဲ?ဘာဖြစ်ရတာလဲ?အဖေသည် ငိုရှိုက်နေသောအဆိုင်ကိုတလဲမတရရနေသောကျမကိုတလဲကြီးကမေးနေသည်ဒေါသနဲ့လည်းမျက်နှာနီးရတင်မာစားပြူလာသည်ကိုတွေ့ရပါသည်ကျမပြန်မဖြစ်တချိန်ကစိရင်ကဝင်ပြန်လေပြီမို့မျက်နှာမမနေရနေမိသည်အကြီးလေးနဲ့တော်နူကတော့မျက်စိပြင်းမျက်နှာပြင်းနေငေးနေကြသည်ဝင်မပါအဖေတော်သားကြောင့်ဝင်ပါရဲ့မည်မဟုတ်သူ့ခိုက်ကျမသည်ငါတယောက်ထဲဟုပင်တွေးမိတွေးရာတွေးကဝမ်းနဲ့အငေစားပြူလာပါသည် ဘာဖြစ်ရတာလဲလို့မင်းနေတယ်မိနွယ်ဒီတစ်ချိန်လဲပြန်မဖြစ်မီအဆိုင်ဘာဖြစ်ရတာလဲပျော်စမ်းအဆိုင်ကကျမကိုအလန်တကြားလှမ်းကြည့်လိုက်ပါသည်ရုပ်ကြီးမဖြစ်တွေ့ဝင်နေဟန်အဖေငေါတော်မှာပင် အဖေစကားထွက်ကြလာသည်အဆိုင်ကိုမမရိုက်တာ မမပစ္စည်းအဆိုင်ယူကင်လို့အဖေကကျမကိုလှမ်းကြည့်သည်ဘာပစ္စည်းမို့လို့လဲပျော်စမ်းပါအောင် ကိုညီမကိုဒီလောက်ကြိုက်လိုက်ရတာကျမသည်အဆိုင်ကို အန်ဂျေးလျက်စိုက်ကြည့်နေမိပါသည်တင်ထားတဲ့အတိုင်းပဲပြောပြအောင်ပြောထွက်ပါပြီရဲ့အခုနေတော့ဓာတ်ပုံတပုံဟုကျမဖြေးလိုက်ပြီဆိုရင်ပြဿနာသည်မိကိုကြွက်လျှောက်လိုက်ပါတော့မည်အဖေမိတို့တုံ့ပြန်မိပင်မမန်းနိုင်ကြောင်မတက်စေတော့ဘူးဆိုလာရင်ဘယ်လိုလုပ်ရပါ စိတ်ကလှုပ်ရှားထူပူလျက်အဖေမိဒီကို ကျမပြန်မဖြေးမီဘယ်သူဖြေးရမည်မသိပဲတွေ့ဝေစား ဆိုရွန်စွာမမအလှပြင်းနေဘူးလေအဆိုင်ဝင်ပြည်သားမှကျမကိုကြည့်၍တက်ပြင်းချစေမိပါသည်အဖေကမူမလျှော့ဒေါသပူပြင်းလာပုံအဖေမျက်နှာပို၍ခက်ထန်နေရဲ့လာပုံကိုလည်းမြင်ရ၏အဲ့ဒီအလှပြင်းပစ္စည်းလေးကိုင်းတာဘာဖြစ်သွားမှာမို့လို့လဲဒီမာမီတွေနေဟာဥတလုံးတကောင်ကျွဲ့လို့ကြင်ကြံကျင်တဲ့သူမျိုးပဲနေမှာနေအပ်တာပဲတည်တယ်ညီမဆိုတာလည်းမသိဘူး မိသားစုဆိုတာလည်းနေမတွေ့ဘူးတကောင်ကျွတ်ပဲအကူကလည်းတော်ပြီဟုဒေါ်နုကမရေတရေဝင်ဝေးပြောပါသည်ဒီအတန်ကပင်ကျမစိတ်ကိုစွားလိုက်သည်တားသည်ဟုမထင်ပေဆက်ရှိမြင်ပေးသည်ဟုယူဆသည်ငကိုကပင်ဒီတာအမိကိုတန်ရုံးစင်မတွေ့တတ်သောစိတ်အခန်း၌သွေးစုမှုကထပ်ပေါင်းသည်ကျမနှုတ်ခမ်းတင်တင်ဆင်းမိသည်တကောင်ကျွဲဆိုသောစကလုံးသည်ကျမအနည်းတွင် ရောင်စုံဝတ်စုံများနှင့်လက်ပတ်ကခုံနေသည်တို့ပင် လက်သီးကိုပင်ကြစ်ကြစ်ဆုံးမိပြီးအတန်လဲတုံရင်လျက်အခါများစွာကထက်ကြဲကြဲလောင်းလောင်းတမီးကတကောင်ကျွတ်ပဲဟုတ်တယ်။ဘာညီမမမရှိဘူး။အဖေလည်းမရှိဘူး။အမေလည်းမရှိ။တကောင်ကျွတ်ပဲဘာဖြစ်လဲ။အဖေမှာအဆိုင်ဆိုတဲ့တမီးတယောက်ပဲရှိတယ်လို့ထင်နေတယ်မဟုတ်လား။ဒီမိမကမွေးတဲ့တမီးပဲတမီးလား။နင်ဘာစကားပြောတာလဲမိနွယ်။ဒီလိုမပြောဖို့နင်ကောင်ကဘယ်နှခါပြောရမလဲ။ နောက်တစ်ခါသူ့ကိုညီမလို့ဘယ်တော့မှလာမပြောနဲ့သမီးနဲ့လည်းလာမပတ်သက်ကြနဲ့ပြောလီကဲလီဟုအဖေကတစ်ချက်အော်ကားကျမကိုရိုက်ချလိုက်သည်အဖေနဲ့တစ်ဖက်မြောင်းတက်သွားသည်ကိုမြင်၏ပခုံးတစ်ဖက်ထူပူသွားသည်ကိုကြုံရ၏အာနင်းဘေမိုနာကျင်ရသည်သို့သောပခုံးကအနာထဲစိတ်ကပူနာရသည် ကျမသည်လူကတစ်ချက်မြရိုင်းသေးတော်လဲမလဲပြူအောင်ထိန်လိုက်ပါသည်မြေကြီးတစ်ချက်မကြနှုတ်ခမ်းကိုတင်းတင်းကြိုက်ထားသည်ခေါင်းလဲမငုတ် မျက်လုံးအကြည့်ကိုတနေရာတွင်သာစိုက်ထားသည်ထိုနေရာတွင် ရှိနေသည်ကတော့အဆိုင်ကျမဤအရှုံးနင်ဒီလိုစိတ်မျိုးနဲ့ဒီအိမ်မှာဆက်မနေနဲ့မိနွယ်နင်သွားချင်ရသွားတော့အေးနေချင်တပဆိုမဆုံးမတာကိုလည်းအရေးလို့သွားမှာပါသွားမှာပါမနေသေးချင်တဲ့နေရာမှာတမိတရတောင်မနေပါဘူးအဖေသည်မျက်နှာကိုစူးစူးဝါးဝါးကြည့်လျက်ကျမဒီတစ်ချိန်တော့အဖေကိုရင်ဆိုင်၍ကြည့်နေမိပါသည် အမှန်တော့အဖေကိုနှုတ်ဆက်သောအကြီးများသားပါကျမစိတ်အလိုအရာဘယ်နည်းနဲ့မှဒီနေရာတွင်ဆက်၍ရပ်တည်နိုင်တော့မည်မဟုတ်ကျမစိတ်ကိုကျမအတီးဆုံးပါပဲညာဘက်၌ပခုံးကအောင်းနာသည်စိတ်နှလုံးကထိုထက်နာသည်မျက်ရည်ကြာရသည်မှအရှုံးမှုထင်တော့လဲမျက်ရည်တပေါက်ပေါက်ကြာသည်အဖြစ်ကိုရပ်၍မရနာကျင်မှုဒေါသစိတ်နှင့်တညာလုံးကောင်းစွာအိမ်မပျော် ။နောက်ရဲတွင်တော့အကြီးလေးကမျက်ရည်တဆန်းဆန်းနဲ့တားလဲပစ္စည်းပြင်နာကိုမရက်အဖွားကိုယ်တိုင်လာပြောလဲမလျှော့ဒေါ်နူတို့တာမီကတော့မျက်နှာလေးငယ်လေးရဲ့ဝင်မပြောတာ။ကျမဒေါ်သားကိုစိုးရုံပုံအဆိုင်ချိန်ကုန်နေပုံကိုမြင်ရတော့ကျေနပ်သားပင်တသက်လုံးနာကျင်ပြီးကြံခဲ့ပါစေ။သူကြောင့်အိမ်မော်ကဆင်းရတယ်လို့အပြစ်မကင်းစိမ့်နဲ့ကြံခဲ့ပါစေ။ တနိုင်စာထဲနည်းနည်းပို့တော့ပစ္စည်းတုံးနဲ့အိမ်မော်ကမနိုင်မနှင်းဆွဲလျက်စင်းတော့အရှိလေးကမော်တော်စိမ့်လိုက်ပို့ရန်ပြင်သည် အဖေကမူမင်းကလိုပင်အိမ်နောက်ဖနိုင်ဝချမ်းပြားများတက်မြဲတက်လျက်မကြည့်ပါဘူးစိတ်တင်းလျက်ကအဖေထံတစ်ချက်အကြည့်ရောက်သေးသည်အိမ်ဝိုင်းထဲကမထွက်ခင်နောက်ဆုံးအကြည့်ပင်မြေရည်ရွယ်စားပြူလာတော်လဲအဖေကိုတော့ဒီနေရာကအရှင်ရှင်မြင်သားသည် မြင်သားခဲ့သည်။နောင်ဘဲတော့အခါပြန်တွေ့တွေ့ဝမ်းနေနာကြင်အားသည်မာတော့ အဖေဒီထိုနေ့ကကျမရှိရာစီတချက်မြပင်လှမ်း၍မကြည့်ခဲ့ခြင်းသာဒီဟုတ်ကဲ့ပါရှင်ဆ iam မစပယ်ဖြူနုရေးသားထားတယ်မြောက်ဖြားက အလွမ်းရာသည်ဝတ္ထုကိုအပိုင်းခွန်အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖျက်ပြေးသွားကြတာပဲဖြစ်ပါတယ်ရှင်။နောက်ဆက်ပြီးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရနော်။အားလုံးလည်းဖေးကင်းလို့ကျန်းမာကြပါစေရှင်။